မင်္ဂလာပါခင်ဗျရှန်ကုန်ခေတ္တကနေဒီနေ့လည်းကင်တဲ့နေကိုတင်ဆက်ပေးပါမယ်ဘကိုးတိုင်အတွင်းချိုးဖောက်ဝေရောက်နေတယ်အရခတတော်အေးအေးဟာနေမြေကန် PDF တက်တွေနဲ့ပါထပ်မံချိတ်ဆက်မိသွားပြီးစစ်စင်ရေးတွေပူပေါင်းဆောင်ရွက်နေပြီဆိုပါတယ်မန္တလေးမြို့မှာအငိမ့်စားပေါမခဒေါက်တာထွိထွိဆိုသူကိုအင်ချမ်းမြေလိုက်လံပြသမယ်ဆိုပြီးရိုက်နှက်သက်ပြတ်ပြီးတော့လက်ဝတ်လက်စားနဲ့ပိုက်ဆိုင်မှုတွေကိုလူရက်သွားကြတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်တဲ့နေကိုတင်ဆက်ပေးပါမယ်အခုပြပါစို့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ ပဲကူတိုင်းအတွင်းထိုးဖောက်ဝင်ရောက်နေတဲ့အရခတတော်အေအေဟာနေမြေကန် PDF တက်တွေနဲ့ပါထပ်မံချိတ်ဆက်မိသွားပြီးစစ်စင်ရေတွေပူပေါင်းဆောင်ရွက်နေပြီလို့ပြည်ခိုင် PDF 363တက်ရင်တာဝန်ခံရဲဘော်ရှယ်တို့ကရန်ကုန်ခေတ်တိကိုပြောပါတယ်ဒါကတော့ ရန်ကုန်ခေတ်တရင်ဌာနနဲ့တွေ့ဆုံမေးမြန်းခန်းမှာ PKI PDF 363တက်တရင်တာဝန်ခံရဲဘော်ရှဲတို့ကပြောလိုက်တာပါလက်ရှိမှာလဲအရခတတော် AA နဲ့ PDF ပူးပေါင်းတက်တွေဟာဗတောင်းမြို့နယ်ဒက်ကိုဝင်ရောက်နေပြီးစေကောင်စီတက်စကန်တချို့ကိုလည်းတိမ့်ပိုက်ထားပြီးဖြစ်တဲ့အပြင်အခုတခါနောက်ထပ်ပဲခူးတိုင်းတွေကနေမီကန် PDF တွေနဲ့ပါထပ်မံချိတ်ဆက်သွားပြီးဖြစ်တဲ့အတွက်စစ်စင်ရဲတွေပုံမပြင်းထန်လာတော့မှဖြစ်တယ်လို့လည်းဆိုပါတယ်အကြံဖတ်စေကောင်စီဘက်ကလည်းလက်ရှိပဲခူးတိုင်းတွေမှာယာနဲ့ချီတဲ့စစ်အင်အားနဲ့စစ်ကြောင်းထိုးတာတွေလှုပ်လာနေပြီမဲ့ စေကောင်းစီဘက်ကဘလောက်ပဲတက်လာတက်လာတော်လန်ရေးတက်တွေဘက်ကအစင်သင့်ပြင်ဆင်ထားပြီးဖြစ်တယ်လို့လေ BKI BDF 363တက်ရင်တာဝန်ခံရဲဘော်ရှဲတို့ကပြောထားပါတယ်လက်ရှိမှာတော့အရခတတော် AA ကပဲခူးတိုင်းမကွေးတိုင်းနဲ့ ARV တိုင်းတွေဘက်မှာ PDF ပူပေါင်းတက်တွေနဲ့အတူထိုးဖောက်ဝင်ရောက်နေပြီးစေကောင်းစီရဲ့မိုတီတောင်စကန်ကုန်းကြီးနဲ့ညောင်ကျိုးဘျူဟာစကန်ကုန်းကြီးတွေအပါအဝင်စစ်တပ်စကန်ငယ်တွေကိုပါတိမ့်ပိုက်ရရှိထားပြီးဖြစ်တယ်လို့နောက်ထပ်ထိုးစစ်တွေကိုလည်းဆက်လက်အရှိန်မြင့်ဆင်နွှဲနေတယ်လို့သိရပါတယ်ခင်ဗျာ တစ်ဖက်မှာတော့မန္တလေးမြို့မှာအငိမ့်စားပမောခဒေါက်တာထွိထွိဆိုတဲ့သူကိုအင်ချမ်းကြီးလိုက်လံပြတ်တာမယ်ဆိုပြီးရိုက်နှက်တက်ဖြတ်ပြီးတော့လက်ဝတ်လက်စားနဲ့ပိုင်ဆိုင်မှုတွေကိုလူရဲသွားကြတယ်လို့မန္တလေးမြို့ကတချို့ရဲ့ပြောဆိုချက်နဲ့ဆွေမျိုးတဦးရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြကြရတည်ရပါတယ်ဖြစ်စဉ်ကတော့ဧပြီလ25ရက်နေ့မိုးလယ်ပိုင်းမှာပဲမန္တလေးမြို့မှာအငိမ့်စားပမောခဒေါက်တာထွိထွိဆိုသူနေထိုင်ရာမဟာအောင်မြေမြို့နယ်ဒက်ကအတိအင်ချမ်းကြီးပွဲစားဟာ အိမ်ချမ်းမြေလိုက်ပြမယ်ဆိုပြီးဒေါ်ထွတ်ထွတ်ဆိုတဲ့သူကိုပသိမ်ကြီးမြို့နယ်ဘက်ခေါ်ဆောင်သွားတယ်ဆိုပါတယ်။အဲ့ဒီနောက်အိမ်ပွဲစားတွေကဒေါ်ထွတ်ထွတ်ဆိုတဲ့သူကိုအိမ်ချမ်းမြေလိုက်ပြရင်းနဲ့ရိုက်နှက်တတ်ပြတ်သွားပြီးလက်ဝတ်လက်စားနဲ့ပိုက်ဆိုင်မှုတွေကိုလူရဲသွားကြတယ်လို့မင်္ဂလိမြို့ကအိမ်ချမ်းမြေအကျိုးဆောင်တဦးကရှင်းပြထားပါတယ်။အဲ့ဒီလိုရိုက်နှက်တတ်ပြတ်ခံရတဲ့ဒေါက်တာထွတ်ထွတ်ဆိုတဲ့သူဟာအသက်65နှစ်အရွယ်အငိမ့်စားပမောက္ခတဦးဖြစ်ပြီးသူမရဲ့ရုပ်အလောင်းကိုတော့ဧပြီလ28ရက်နေ့ဖြစ်တဲ့မနေ့ကပဲတောင်အင်းမြောက်အင်းတုတ်တံမှာတကြိုလိုက်ပြီးဖြစ်လို့ တစ်ဖက်ကကျူးလွန်တဲ့တရားခံကူတော့ဖန်စီရမိဒါမျိုးမရှိသေးဘူးလို့မန္တလေးမြို့နယ်အင်ချမ်းမြေအကျိုးဆောင်တို့ကပြောထားပါတယ်။လက်ရှိမန္တလေးမြို့မှာငလင်လောက်ခတ်သွားပြီးတဲ့နောက်ညအချိန်တွေဆိုတကိုးတွေတောင်းကျမ်းဒါမျိုးဖြစ်နေသလိုနေအချိန်တွေမှာလည်းနေအိမ်တချို့ဖောက်ထွင်းခံရဒါတွေနဲ့ဓာကိုင်းချင်းချောက်လူရက်တဲ့ရဇဝတ်မှုကင်းတွေလည်းဖြစ်ပွားနေတယ်လို့သိရပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ ငလင်တန်တင့်ထားတဲ့မန်းလေးတိုင်းကမတရားနဲ့တောင်တာမြို့နယ်တွေမှာရှိတဲ့ကြေးရွာတွေကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေနဲ့လာပြီးဘုံတွေကျဲချသွားပြန်တဲ့အတွက်အရသာပြည်သူ၃ဦးတန်ရာရထားပြီးနေအိမ်တွေလည်းပျက်စီးထားပြန်တယ်လို့ Voice of Mandalay ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်။ဖြစ်စဉ်ကတော့ဧပြီလ29ရက်နေ့ကပဲအကြမ်းဖက်စစ်ကောင်စီတပ်ကလက်ရှိငလင်တန်တင့်ထားတဲ့မန်းလေးတိုင်းမတရားမြို့နယ်အရှိချမ်းနယ်တောင်တာမြို့နယ်ခလပြားကျေးရွာဘက်တွေကို လေနဲ့လာပြီးပေါင်း900ဘုံတွေပါအတုံးပြုတ်ပြီးတော့ကြဲချသွားပြန်နေဆိုပါတယ်အဲ့ဒီလိုစစ်ကောင်စီရဲ့လေကြောင်းတက်ခိုက်မှုကြောင့်ဂျေးရွာနေရတပ်ပြည်သူ၃ဦးဒဏ်ရာရထားပြီးနေအိမ်တွေလည်းပျက်စီးထားပြန်တယ်လို့ Voice of Mandalay ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်တစ်ဖက်မှာတော့မန္တလေးမြို့မှာနောက်ဆက်တွဲငလင်းငယ်တွေထပ်မံလှုပ်ခတ်နေတဲ့အချိန်အကြံဖတ်စစ်ကောင်စီကတော့အဲ့ဒီမန္တလေးတိုင်းမှာရှိတဲ့ဂျေးရွာတွေကိုလေကြောင်းကနေဖြတ်အားနဲ့တုံခါမှုပြင်းတဲ့ပေါင်900ဘုံတွေပါကြဲချတာတွေလုံနေပြန်တာဖြစ်တယ်လို့ ေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျအခုတစ်ခါဆက်ချင်တာကတော့ထိုင်းနိုင်ငံကစမှုစခွန်မှာမြန်မာတွေအတွက်တီးတန့်ဖွင့်လှစ်ထားတဲ့အပန်းဖြေဖျော်ဖြေရေးနေရာကိုထိုင်းအာဏာပိုင်တွေကဝန်ရောက်စီးနင်းခဲ့ပြီးလက်နက်နဲ့မှုရည်စင်ပြတွေပါဖမ်းမိခဲ့တယ်လို့ထိုင်းသတင်းတွေမှဖော်ပြထားကြပါတယ်ဒါကတော့ဧပြီလ28ရက်နေ့ဖြစ်တဲ့မနေ့ကပဲထိုင်းနိုင်ငံကစမှုစခွန်မှာမြန်မာတွေအတွက်တီးတန့်ဖွင့်လှစ်ထားတဲ့အပန်းဖြေဖျော်ဖြေရေးနေရာကိုမြန်မာတအုပ်ရဲ့သတင်းပေးတိုင်ကြားချက်ကြောင့်ပဲ ထိုင်းအာဏာပိုင်တွေပါဝင်တဲ့ဌာနပေါင်းစုံအဖွဲ့ကဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီလိုစီးနင်းတဲ့အချိန်ဖျော်ဖြေရေးနေရာကနေလက်နက်နဲ့မူရစေဝါဒွေပါဖမ်းဆီးရမိခဲ့ပြီးလက်ရှိထိုင်းနိုင်ငံမှာက မြန်မာပြည်ပအဝင်နိုင်ငံသားတွေအနေနဲ့ထိုင်းအစိုးရကခွင့်ပြုချက်မရှိဘဲအခုလိုအပန်းဖြေဖျော်ဖြေရေးလုပ်ငန်းတွေကိုဖွင့်လှစ်လုပ်ပိုင်ခွင့်မရှိဘူးလို့လည်းထိုင်းသတင်းတွေမှာဖော်ပြထားကြပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးထိုင်းရောက်မြန်မာတအုပ်ကလည်းလက်ရှိထိုင်းမှာမြန်မာတွေအွန်လိုင်းဈေးရောင်းတာကစပြီးတော့လုပ်ငန်းကြီးလုပ်ငန်းသေးတွေကိုထိုင်းအာဏာပိုင်တွေကလိုက်လံစစ်ဆေးဓာတ်တွေဖမ်းဆီးဓာတ်တွေတောက်လျှောက်လုပ်နေတယ်လို့အဲ့ဒီလိုဖမ်းတဲ့နေရာမှာလည်းမြန်မာအချင်းချင်းတိုင်လို့ဖမ်းတာမျိုးနဲ့ online body က facebook တို့ tiktok တို့ body မှာငါတော့ဘလို့စီးပွားဖြစ်ပါလဲဆိုပြီးတက်တက်ကြွားနေကြတာကြောင့်လဲ ထိုင်းတွေကမကြည်နှက်ဖက်အမြင်ကပ်ပြီးဖမ်းတာမျိုးတွေပါရှိတယ်လို့ဘန်ကောက်မြို့မှာရှိတဲ့ငွေလဲနေခီးသွားအေဂျင့်လုတ်ကင်နေသူမြန်မာစီးပွားရေးသမားတဦးကရှင်းပြထားပါသေးတယ်ခင်ဗျဟုတ်ကဲ့တကတော့ရေုံခစ်တက်ကနေဒီနေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ